ာကိုရှင်မောက်ကျမဖုံးဆက်ပြီးတော့နော်ကျမကိုရင်မွေးငါစားမလားလို့ခေါ်ကြည့်တော့သူနဲ့ကျမနဲ့ရမ်းဖြစ်တာလို့ကျမတို့ဆက်စရာလားဟုတ်ကိုရှင်မကျမကိုရှင်မတက်တဲ့ရှိညီမလေးကကိုကြီးရတဲ့မွေးငါကြိုက်တဲ့မွေးငါကြိုက်ရင်ခေါ်ဦးနဲ့အဲ့နေရဝါဆိုမိုးတို့အိမ်မှာနှစ်ယောက်တည်းခေါ်ဆောင်မလို့ခေါ်တာမဟုတ်ဘူးတော်ဝါဆိုမိုးတို့အိမ်မှာအလုံးရှိနေတဲ့ကိုရှင်မဟုတ်ကိုကြီးမွေးငါဆက်တယ်ဆိုကျမလေးသူ့သူ့ကျမကို ုံးဖြစ်တဲ့အချိန်မှာကျွန်မပြောပြမယ်ကျွန်မကျွန်မ तू ပြောတဲ့ကျွန်မ तू ပြောတဲ့ तू ပြောတဲ့ဖဲရိုက်တဲ့ကိစ္စကျွန်မအပျော်ပဲရိုက်တယ်အပျော်ရိုက်တယ်ကျွန်မဖဲရိုက်တယ်ဖဲရိုက်တဲ့အချိန်မှာဒီကလေးဒီကလေးကလေးထိုးပြီးရောလေတည်ရမလားအဖေရိုက်တယ်လေဖေရိုက်တယ်လူရိုက်တယ်လေအဲ့ဒါကိုကျမကိုကျမကိုချမ်း ျမအောင်လန်းနဲ့ကျမဖဲသွားရိုက်ပါရဲဆိုပြီးဖဲရိုက်တဲ့အိမ်ကိုပြောတာနော်အဲ့ဒါလည်းအပြော်ပဲရိုက်တာနော်အပြော်ပဲရိုက်တာအပြော်ပဲရိုက်တာအဲ့ဒါခုနအောင်လန်းနဲ့ကိစ္စတစ်ချက်ချင်းရှင်းနေခုနမွင်းကမွင်းကလည်းကျမနဲ့ရင်းနှီးရဲ့လူတွေအကုန်သိရဲ့ကျမလေးအကိုဆောင်မလားဘသူအဆောင်မလားမိန်းမပြူပြူအိုးအိုး၆၆မ၆၆အဆူဆူအားလုံးကိုကျမကမုတ်အမြဲတမ်းခေါ်ကြွေးတယ်မဟုတ်တယ်မဟုတ်ဘူးနော် လူတိုင်းလူတိုင်းရဲ့အခက်အခဲဘာစားမလဲဘာတောက်မလဲငွေကြေးစက်မရဆက်စက်မအများရန်ကူညီပေးတာเนาะအဲနောက်တစ်ခုပြောပြအောင်မယ်အောင်လန်းကိစ္စအောင်လန်းကိစ္စကိုကျွန်မပြောပြမယ်ကျွန်မပစံကျွန်မ pro ကျွန်မ project ကမှာ sorry ဖွင့်ရဟောင်းရှိမှာကျွန်မပစံ2000လိန်ခန်းကရှိတယ်ရှိတဲ့အချိန်မှာကျွန်မအောင်လန်းကိစ္စကိုပြောမယ်เนาะအောင်လန်းကိစ္စကိုပြောမယ်เนาะခုနကငွေငါကိစ္စလဲကျွန်မရှင်းပြသွားပြီเนาะ ဖဲဖဲရိုက်တဲ့ကိစ္စကကျွန်မရှင်းဘူးပါကျွန်မအွန်လိုင်းကိစ္စကိုကျွန်မရှင်းမယ်နော်တပြတ်မယ်ကျွန်မရဲ့သူ့ရဲ့အဆိုတော်တယောက်ပါတယ်ကျွန်မယောက်ျားရဲ့ဆူရှိဆူရှိဆိုင်တဆိုင်မှာကျွန်မထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာအဲ့ရှင်တော့ကျွန်မဘာပစံမှမရှိတော့ဟိုတယောက်ကလိန်သွားတဲ့အချိန်မှာငါလို့ပစံလေးလို့ထပ်တထောင်ကျော်လို့ငါပြန်ရချင်တယ်လို့နော်သူ့အွန်လိုင်းကိစ္စမဟုတ်ပဲဆွဆွဲတာကိုတပြတ်မယ်နော်ငါလို့ပစံတထောင်ကျော်ပြန်ရချင်တယ်ဟဲ့လို့ဒီပစံလေးရရင်တော့ငါတို့တော်တော်အဆင်ပြေသွားမှာလို့အဲ့ချိန်မှာလူကဘာမှ 呃，把我们林彪呢，不上来林肯啊，一路就走，还阿拉收罗钱呢，阿拉收罗钱呢，都是伢奶的，哎，都是伢奶的不给我爸的，都是伢伢说拿的，喏。 ဟဲ့နင်းစရာစွမ်းတယ်ဟဲ့လားဘယ်လိုလဲပြောပါအောင်လို့သူကဟုတ်တယ်တဲ့ငါဆိုနင်းမလိန်နဲ့တော့အဲ့ဒါကိုနင်းပါဇက်ကပြောခဲ့ရနော်ကောင်မနင်းမလိန်နဲ့တော့နင်းလိန်နင်းမလိန်နဲ့တော့နင်းငါ့ကိုလောက်ခဲ့ရအခုငါအခုတစ်ချက်စစ်စီငါပြောမှာနော်အောင်လန်းကိစ္စကိုငါအခုပြောနေရနော်နင်းကိုဘာလို့အောင်လန်းနဲ့လောက်ကတယ်ပုံစံနင်းဘာလို့အောင်လန်းနဲ့ငါ့ကိုလောက်တယ်ဆိုတာငါပြောဆိုအခုငါတစ်ချက်စစ်စီပြောမှာနော်